အားလုံးမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကိုကျေးဇူးပါတယ်ကျွန်တော်တို့မဲဆောင်နေတဲ့အစ်တင်နေတဲ့လာမဲတောက်ကြနေ AP City ရဲ့နေမှာပေါ့ဗျာကိုတင်ကဝေးခွေးပွေးစဉ်တပွဲဖြစ်ယူပါလေ quarter final ကိုလိုက်ရင်အင်္ဂလိပ်မှာတော့ရောက်ကစားဖို့ရှိနေတယ်ဆိုတော့အဲ့ဒီပွေးစဉ်နဲ့ပတ်သက်ပြီးတော့ထုံးစံအတိုင်းတပည့်အသင်းချင်းနဲ့ကို United အသင်းချင်းနဲ့ United အသင်းကအဲ့ဒီပွေးစဉ်မှာဘယ်သူတွေကိုထစ်သင့်အတုံးပြုလာမလဲဆိုတာကျွန်တော်တို့ပွေးကြုံသုံးသက်ချက်အနေနဲ့ဆွေးနွေးတော့စာသမားတွေအားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါ ဆိုတော့ပထမအဦးစုကျွန်တော်လိုင်ရန်အသေးဘက်ကိုကြည့်အောင်လို့ချင်းလက်ရှိသူတို့အစ်နဲ့ပြည်သစ်လက်ဝဲမှာဆိုရင် ကောင်းတဲ့အခြေအနေတစ်ခုမှသူတို့ရှိနေတယ်။၂၈ပွဲကစားပွဲရှိမှသူတို့အစ်နဲ့ဆယ်လေးပွဲနိုင်တာလေ၆ပွဲတည်နေတဲ့၈ပွဲသာသူတို့ရှုံးထားပြီးတော့ရမယ့်၄၀ချီမဲနဲ့အဆင့်၅မှာရပ်တည်နေတယ်။ဒါသူတို့အတွက်ကောင်းတဲ့လက္ခဏာတစ်ခုမှရှိနေတော့ပါဗျာ။ကျွန်တော်မေဆောင်နေတဲ့အတင်နဲ့ဒီအတင်ကဒီထိတ်တိတ်တွင်းမှုကြည့်ရလို့ချင်း2023မှာပေါ့ဗျာခြေစင်းပွဲအနေနဲ့ယူနိုက်တက်အသေးဘက်ကဝင်းစီနဲ့နိုင်ထားတဲ့ကျွန်တော်ထွက်ပေါ်ထားတယ် ဆိုတော့လက်ရှိမှာဆိုရင်လာရဲအသေးကကစားသမားတွေရောပြီးလို့ချင်းသူတို့အသင်းစုဖွဲ့မှုတွေရောတအားကောင်းတဲ့အနေအထားတစ်ခုမှတွေ့နေရတယ်ကျော်လို့နေတဲ့အသင်းကပရီးမီးယားလိမ်မှာဆိုရင်လည်းအဆစ်ဆက်3ဆလေးကနေလုံးဝတက်မလာပြင်းနဲ့လင်းဖယ်လင်းဖယ်နဲ့တိုက်ပက်နေတာဆိုတော့ဒီနေ့သင်းရဲ့ကော်ချမုံကစာသမားတွေရာကိုပေကိုအင်ကွင်းအဝင်ကွင်းဆွဲဆောင်ရင်းတွေကအများကြီးကျွန်တော်တို့တာရနေမှုရှိတယ်။တိုင်ရဲ့အသင်းနေနဲ့သူတို့ဒီ16သင်းမှာဆိုရင် FCSB အသင်းကိုကျော်ပေါင်း7ဝင်နဲ့သူတို့နိုင်ထတာပါဗျာ။ အင်ကွေးမှာလည်းအချင်းတွေကောင်းတစ်ခုပိုင်ဆိုင်ထားတယ်အဝေးကွေးမှာလည်းသူတို့ရလက်ကောက်တစ်ခုကိုပိုင်ဆိုင်ထားပြီးတော့ quarter final အဆင့်ကိုတက်လာတာဒါကိုရီအသင်းတွေကိုလုံးဝမလွေကူပါဘူးဘာဖြစ်လို့အင်ကွေးရောအဝေးကွေးရောလိုင်ရန်အသင်းကတကယ့်ကိုကောင်းနေတဲ့အတွက်ကျော်တို့ယူနေတဲ့အသင်းတွေကတော့အင်တွေရှိတဲ့နောက်ထပ်ပွဲစီတစ်ခုပေါ့ဗျာဆိုတော့လိုင်ရန်ကပါဗျာသူတို့ပြစ်တိလေဝဲမှာဆိုရင်အင်ကွေးဆယ်လဝေးကစားတဲ့နေရာတို့မှာကိုးပေးနိုင်ထားတယ်နှစ်ပွဲတည်ကြတာတဲ့သုံးပွဲသာသူတို့ရှုံးထားပြီးတော့တိုက်စီပိုင်းကဂိုး30ရထားတဲ့ ခေစီပိုင်းက16ကိုသာသူတို့ပေးထားရပြီးတော့အိမ်ကွေးရမက26မဲဒီသူတို့ပိုင်ဆိုင်ထားတဲ့အခြေအနေတခုမှကျွန်တော်တွေးနေရတယ်။အဝေးကွင်းစစ်လေးဘက်မှာဆိုရင်လည်း9ပွဲနိုင်ထားတဲ့4ပွဲတည်ရင်နဲ့9ပွဲသာသူတို့ရှုံးတာပြီးတော့တိုက်စစ်က24ကိုရပြီးတော့ခေစီက90လောက်ပဲသူတို့ပေးထားရတယ်။အဝေးကွင်းရမက16မဲသူတို့ပိုင်ဆိုင်ထားတယ်ဆိုတော့အိမ်ကွေးရောအဝေးကွင်းရောယာကိုပေးကိုရောပြီးလို့ချင်းနိုင်ပွဲရှုံးပွဲတွေကတကယ့်ကိုသူတို့ကပြောမပြတဲ့လို့ကောင်းတယ်လို့ကျွန်တော်ဆိုရမှာ ။ဘာဖြစ်လဲယူရီနဲ့အသင်းနဲ့ရှင်ကြည်လိုက်လို့ရှိရင်တခြားသောအသင်းတွေက အလွတ်တရာကျွန်တော်ဒီကောင်းမွန်နေတဲ့ပုံစံမှာကျွန်တော်တို့တွေးတင်ရတဲ့အတွက်ကိုရီးယားတက်ကတော့လုံးဝကိုမလုပ်ကူပါဘူး။ဆိုတော့သူတို့အသင်းဘက်ကပေါ့ဗျာစူစူဘောတိုက်စစ်ပိုင်းကဆိုရင်54ကိုရတာတဲ့ခဲစစ်ပိုင်းက38ကိုပေးထားရပြီးတော့နောက်ဆုံး၅ပွဲမှာဆိုရင်လည်းပဲတပွဲသာသူတို့ရှုံးတာပြီးတော့၄ပွဲအထိသူတို့နိုင်ထားတယ်။ဆိုတော့အမ်မိုရယ်အတွက်ကတော့ပေါ့ဗျာပြိုင်ဆိုင်မှုခက်ခဲပြီးတော့ပြင်းထန်တဲ့နောက်ထပ်ပွဲစဉ်တစ်ခုကို ကျွန်တော်ဖြစ်တဲ့ရဖို့ရှိနေတယ်။လိုင်ရန်အသင်းကလက်ရှိအချိန်မှာတကေးကို performance ကောင်းကောင်းနဲ့ပြပြီးတော့ကိုရီးယားအသင်းတော့အများကြီးကောင်းနေတဲ့အတွက်မလူကူပါဘူးအမွေတွေအတွက်ကြည့်ရမှာပဲကျွန်တော်တို့မက်ဆီနီနဲ့ကစားခဲ့တဲ့ပွဲစဉ်အနေအထားတစ်ခုမှပုံစံကောင်းနဲ့ပြန်ပြနိုင်မလားဆိုတာဒါပေမဲ့လို့တိုက်စေးဘက်မှာကတော့လုံးဝကိုသိမှုနေမရှိပါဘူးစာသမားတို့ဒါကလုံးဝအားနေတာဆိုတော့ဒါကတော့လိုင်ရန်အသင်းရဲ့အချိန်တွေပါဗျာကိုသိတဲ့အချိန်တွေကတော့တိတ်ပြီးတော့ထူချမ်းမှုမရှိပါဘူးထွထွထွပြောစရာမလိုဘူး ပရီးမီးယားလိမ့်မို့ဆိုကျွန်တော်32ပွဲကစားပွဲချိန်မှာ10ပွဲနိုင်တာတဲ့10ပွဲတည်ရင်လည်းကျွန်တော်73ပွဲထိရှုံးတာတယ်။ဂျာမဲ30ချိမဲ့ကိုပိုင်ဆိုင်ပြီးတော့အဆင့်73မှာကျွန်တော်ရုံးကန်နေရစေဖြစ်တယ်။ဒါကကိုရီးယားအသင်းအတွက်တိတ်ပြီးတော့ဒီထူးခြားနေတဲ့အခြေအနေတစ်ခုမှရှိနေတာမဟုတ်ဘူး။နိုင်ငံတကာပွဲစဉ်ပြီးမှဆိုရင်အမ်ရယ်2ပွဲကစားတယ်ပထမဆုံး Notre Dame နဲ့ပွဲစဉ်မှာဆိုရင်ဝဲစီနဲ့အဲ့ဒီ9မိနစ်မှတွင်ခဲ့တဲ့ဂိုးတစ်ခုတော့ကျွန်တော်ရှုံးခဲ့တယ်။ပြီးလို့ရှိရင်ကျွန်တော် CD ကိုကိုရီးယား Ultra ပေါ်မှာကစားတယ်တရေပွဲစီစီနဲ့ကြားတယ် အဲ့ဒီနိုင်ငံတကာပွဲစဉ်နှစ်ပွဲမှာဆိုရင်အသင်းဘက်ကကဲတဲ့မှုတွေဂိုးပေါက်တင်းမှုတွေဂိုးပေါက်ရှုချက်မှုတွေအတားအသီးရနိုင်ခဲ့တဲ့ဆိုတော့ညာလေတိုက်စစ်ဘိုင်းကညံ့ဖြင်းတဲ့ကစားသမားတွေကစားမှုတွေကြောင့်ကျွန်တော်ထင်သလောက်အလုံးမဖြစ်ခဲ့ဘူးထင်သလောက်ကောင်းမနေခဲ့ဘူးဒါကဒီနေ့ပွေးတဲ့တကယ်ကိုရိုက်ခဲလာမဲ့အခြေအနေတခုမှရှိနေတယ်။ငါပြောဆိုတော့လိုင်ဝင်ကားပေါ့ဗျာနောက်ဆုံးကစားခဲ့တဲ့ပွေးစဉ်တွေမှာလည်းတပွေးသားသူတွေရှုံးထားတယ်။ကိုရီနဲ့တဲ့အသင်က နိုင်ငံတကာပွဲစီမတိုင်ခင်မှာဆိုရင်နှစ်ပွဲသုံးပွဲလောက်ပဲကျွန်တော်ရှင်နေကောင်းခဲ့တယ်အခုနိုင်ငံတကာပွဲစီအပီလိုနှစ်ပွဲကစားထားတယ်နော်ဒီဖိုင်နဲ့ပွဲစီမှာလည်းဂိုးပေါက်ကယ်သွင်းမှုတွေဂိုးပေါက်ချေချောင်းမှုတွေအများကြီးရခဲ့တယ်ဆိုတော့ညာလေအဲ့ဒီတိုက်စစ်ကကစားသမားတွေရဲ့ညံ့ဖြေးလာတဲ့ဆွဲဆောင်ရင်ကြောင့်ငါးမိနစ်မှာတွင်ခဲ့တဲ့ဂိုးကိုကျွန်တော်မချေပနိုင်ဘူးစီဒီနဲ့ပွေးစီမှာလည်းထွန်နေလကောက်မှာပဲဂိုးပေါက်ကဲတင်းမှုနဲ့ဂိုးပေါက်ချင်းချောင်းမှုနဲ့ဂိုးပေါက်တင်းမှုနဲ့အများကြီးရယူနိုင်ခဲ့ပြီဆိုတော့ညာလေကျွန်တော်အတင်းဘက်ကအဲ့ဒီတိုက်စစ်ပိုင်းကပဲအသုံးမချနိုင်ခဲ့တာ ကာနရှိုတို့ဆိုရင်လည်းတကူကောင်းဆန်မှုတွေရှိတယ်ပြီးလို့ချင်းကျွန်တော်ရရှိမန်ခွိုင်လည်းတို့ပွေးတော့လာတဲ့အနေအထားတစ်ခုမှလည်းထင်တလောက်တိုက်စစ်ပိုင်းကိုအလုံးလုံးနဲ့စေမရှိခဲ့ဘူးဒီလိုအခြေအနေကကိုရီးယားအတင်းတက်ကိုလုံးဝဒီပြောင်းပြတ်တဲ့လောက်အရာရာချုံနေနေတဲ့အနေအထားတွေပေါ့ဗျာဆိုတော့ဒီနေ့ပွေးစဉ်ကကျွန်တော်အတင်းတက်ကိုတကယ်ကိုဒီမက်ဆီဒီနဲ့ပွေးစဉ်ထက်ကိုပိုအရေးကြီးတယ်စာသမားတို့ဘာဖြစ်လို့ဆိုတော့ကျွန်တော်ယူပါလေးချန်ပီယံဖြစ်မှာပဲယူပါလေးဖလားကိုရမှာပဲပရီးမီးယားလေးချန်ပီယံလေးကိုကျွန်တော်ဝင်ခွင့်ရမှာအော်တိုဝင်မှာ အတင်းအတွက်ကတော့ဓာတ်တစ်ခုပဲရှိတယ်။ကျန်တဲ့ပြိုင်ပွဲတွေလည်းမရှိတော့ဘူး။နောက်ဒီနေ့ပွဲစဉ်ကတော့အဝေးကွင်းမှာအဆင်ပြေနိုင်ဖို့လိုတယ်။အတင်းအနေနဲ့ကျွန်တော်တို့ဒီ30တပွဲကစားတိုင်းနေတာတခုမှဆိုရင်အင်ကွင်းတိုက်စီဘိုက်က29ကိုရတာတယ်ခဲစီဘိုက်က25ကိုဒီပေးထားရတာပေါ့ဗျာအင်ကွင်းရမယ့်ကိုကြည့်ရရင်လည်းကျွန်တော်20မက်တာရထားပြီးတော့အဝေးကွင်းတိုက်စီဘိုက်မှာဆိုလည်းကျွန်တော်16ကိုရတယ်16ကိုကျွန်တော်ပြန်ပေးထားရတယ်ပြီးလို့ရှိရင်အဝေးကွင်းရမယ့်က18မို့ပေါ့ဗျာဆိုတော့ဒါတွေက အတင်းအတွက်လုံးဝအားရကျင်နေစရာမှမရှိဘူးနောက်ဆုံး၅ပွဲမှာဆိုလေကျွန်တော်အတင်းနဲ့နှစ်ပွဲနိုင်တာတယ်နှစ်ပွဲတည်ရင်နဲ့တပွဲရှုံးထားတဲ့ပုံစံမှာကျွန်တော်ရှိနေတယ်ရှုံးခင်းတဲ့ပွဲစဉ်ကလည်း Notre Dame ကိုရှုံးခဲ့တာဆိုတော့ဒီအချက်တွေကကိုယ်ဒီအတင်းအတွက်ကိုလုံးဝကောင်းနေတဲ့အချိန်တွေမှာချိမနေဘူးအမွေအတွက်ကလည်းနောက်ပိုင်းအနေအထားတစ်ခုမှဆိုရင်လူစည်းကနည်းနည်းရွေးချယ်လာလို့ရတဲ့ပုံစံမှာကျွန်တော်တို့ရှိနေတယ်။ဘာဖြစ်လို့ဆိုတော့ City နဲ့ပွေးစီမှာဆိုရင် မင်းစမောတို့ကျွန်တော်အသုံးပြုခဲ့တယ်အရင်မှမပါဝင်ခဲ့ဘူးဆိုပေမဲ့လို့အသင်းလူစည်းမှာပွေးထုတ်လာတဲ့လူရှော့ကိုလည်းကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ဆိုတော့ဒီနေ့ပွဲစီမှာဒီကစားသမားတွေပါဝင်လာမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့ဗျာလက်ရှိကိုရီးအသင်းအနေနဲ့ပါဖောင်းပွဲပွဲကြကြည့်ရလို့ရှိရင်လည်းအားရကျင်နေမှုတွေမရှိဘူးပွေးထုတ်လာတဲ့ကစားသမားတွေဆိုရင်လည်းဗျမ်းမတန်နဲ့လှုပ်ရှင်တို့လိုလုံနေကြတာဒီနေ့မှကောင်းတဲ့ကစားသမားတစ်ချို့တစ်ဝက်ရှိလို့ဒါကျွန်တော်နည်းနည်းခံတာနေတာလို့ပြောရမလား ဆိုတော့စာသမားတို့ရေဒါကျွန်တော်အတင်းရဲကစားကလေးပွေးစီနေပြီးလို့ချင်းကျွန်တော်တို့ယာကူပေးခွေးတွေပေါ့ဗျာအတင်းကပေါ့ဗျာမက်ဆီနီနဲ့ပွေးစီမှာကစားကလေးလူစည်းကိုကျွန်တော်တို့တစ်ချက်ကြည့်အောင်မက်ဆီနီနဲ့ပွေးစီမှာဆိုရင်ဂိုသမားနေရာမှာအန်ဒရီအိုနာနာအသုံးပြုခဲ့တယ်နောက်တဲ့သုံးယောက်မှဆိုကျွန်တော်တို့ဒီလီနီယူရိုပြီးလို့ချင်းမကွိုင်းယာနဲ့မဇာဝီကျွန်တော်အသုံးပြုခဲ့တယ်ကွင်းလီလီယောကတော့ကျွန်တော်ပက်ထရစ်ဒူကိုရဲ့ဦးဂါဒစ်ကဲဆမီရိုဒီကိုဒါလို့ကျွန်တော်အသုံးပြုခဲ့ပြီးတော့နေပယ်တက်နှစ်ယောက်ကဘလူးနိုဖာနေတဲ့နဲ့ကာနာရှိုအထောက်မှာရက်ရှမန်ဝိုင်လင်းကိုအသုံးပြုခဲ့တယ်။ဒါပေမဲ့လို့ဝိုင်လင်းတို့က ဘာမှကိုမလုပ်နိုင်ခဲ့တာသူနေ့လကောက်မှာပဲကာနာကျော်ဆိုရင်လည်းကျွန်တော်ဗီဒီယိုစမှာပြောသလိုပါပဲအခွေးနဲ့ရာထဲအနေထားတစ်ခုကိုအော်အသင်းဖော်တွေကိုမပေးပေးနဲ့ဗယံမတာကျွန်တော်ရှောက်ပေးနေတယ်။ဟိုကကိုလည်းကန်ထစ်သလိုကန်ထစ်အဲ့လိုမျိုးတွေရှိတဲ့အတွက်ယာလိတွေစုံစုံခဲ့တာပေါ့။ဆိုတော့ကျွန်တော်ဒီနေ့ပွေးစီမှာများအာဒီကစားသမားတွေကထည့်ပြီးတော့ပါဝင်လာမလဲ။ကျွန်တော်ပွေးထုတ်လို့စင်းအနေထားမှဆိုရင်ကိုသမားနေရာကထုံးစံအတိုင်းပေါ့ဗျာ။ NV Onana နောက်တဲ့ဆက်နဲ့ပဲ၃ယောက်ကကျွန်တော်မကွိုင်းရတော့ပါတော့လုံးဝအဆင်ပြေခဲ့တဲ့အနေအထားတစ်ခုမှရှိနေတဲ့အတွက်ထည့်ပြီးတော့ကျွန်တော်တို့ဒီမကွိုင်းရပဲပါဝင်လာဖို့ဖက်ကများတယ်ဒီလီတို့ပါတော့ဆိုရင်လေ injury ပြဿနာနည်းနည်းရှိနေတဲ့အတွက်ဒီကစားသမားကပါဝင်လာလို့ရှိရင်တော့အရင်ပါပဲကျွန်တော်တို့မျှော်လင့်လို့ရမှာဆိုတော့ဆက်နဲ့ပဲ၃ယောက်ကဒီ၃ယောက်ပါပဲကျွန်တော်တို့ဒီမဆရာဝီရဲ့မကွိုင်းရရဲ့လီနီယူပေါ့ဗျာကိုင်းလေကျွန်တော်တို့ဒီပထရိတ်ဒူကိုနဲ့အာဘရူနိုဖာနေတဲ့ရေပီလိုချင်းကျွန်တော်တို့ကက်စမီရိုဒီကိုထားတော့ ဒီလေးယောက်မှာကျွန်တော်ချင်းချင်းပြောလို့ရှိရင်ကက်စမီရိုထက်ဒါလောက်ကိုကျွန်တော်အနာပစ်ချင်းနေဘာဖြစ်ဆိုတော့ဒါလောက်ကပေါ့ဗျာအဲ့ဒီညာဘက်အချက်မှာဘာတွေလုံးနေလဲမသိဘူးပွတ်ထုတ်လာတဲ့နေတာတကူမှာလုံးဝကိုကျွန်တော်တို့ဒီကစားသမားစီကနေဖန်တီးမှုတွေလည်းမရဘူးအခွင့်အရေးတွေလည်းကျွန်တော်တို့မရဘူးမရဘူးဆိုဘာမှကိုမရတာကျွန်တော်ကက်စမီရိုကနောက်ပိုင်းနေတာတကူမှာအဲ့ဒီ defensive နေရာတော့ကွင်းလေးနေရာတော့အဆင်ပြေတဲ့ယောက်ကျွန်တော်တို့ရှိနာတယ်လို့ပြောရမှာ အသင်းဖော်တွေနဲ့နားလည်မှုနည်းနည်းရှိလာတယ်။တစ်ဖက်တိုက်စစ်ကစားသမားတွေကိုကွင်းလေနေရာကဒက်ဖင်းစစ်နေရာကရှင်းထုတ်မှုတွေကြောင့်တိတိတသာကျွန်တော်လုံနာနိုင်တယ်။ဒါကကက်ဆမီရိုအတွက်ကိုနောက်ပိုင်းအနေနဲ့တခုမှကောင်းတဲ့လက္ခဏာတွေပေါ့ဗျာ။အဘလို့ပဲပြောကျွန်တော်တို့ဒီကွင်းလေအနေထားမှာတော့ဘရူနိုဖာနန်ဒက်ကပါဝင်လာဖို့ရှိနေတယ်။ဘာကြောင့်လဲဆိုရင် PK တွေဒီမက်ဆီဒီနဲ့ပွေးစီမှာမေဆယ်မောက်ကျွန်တော်တို့မြင်တွေ့ခဲ့ရလို့အရင်မှာဘရူနိုဖာနန်ဒက်ကကွင်းလေကိုဆင်းဖို့ဘက်ကိုများနေတာ။ စာသမားတို့ရဲ့အစင်မကတော့ဒီနေ့ပွဲစီမှာပါဝင်လာမှာကိုရမှာဒီကောင်းတဲ့ဒရယ်ပတ္တနာနဲ့အနာပေးထားရတာတို့ကိုကြာနေပြီလာစာကလည်းထိုင်ရနေတာတို့ကြာပြီမိရမေပွေးထုတ်လို့နေတာတို့ကမှကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေမကောင်းရင်ပထမပိုင်းအနေနဲ့တခုကနေထုတ်ပလိုက်ဒုတိယပိုင်းအနေနဲ့တခုကနေမိနစ်၄၅စီမှာထုတ်ပလိုက်သူ့အသွင်းပြရမှာပဲကျွန်တော်တို့အတင်းနဲ့လိုက်ပါလာတဲ့လူစင်းမှာဒီကောင်ပါဝင်လာလို့ရှိရင်အသွင်းပြရမှာပဲဆိုတော့နေဗက်တဲ့နှစ်ယောက်ကကျွန်တော်တို့မေဆန်မောင်းနဲ့ကာနာချိုဆိုပြီးတော့ကျွန်တော်တွေ့ထားတယ် ဒါပေမဲ့ကာနာရှောကလည်းပြောလို့မရပါဘူးသူကဗျမ်းမနာနဲ့ရှောက်လို့နေတာဒါပေမဲ့ကျွန်တော်ကရွေးရှင်ကိတိတ်မရှိဘူးအာမက်ဒီယာလိုတို့ကိုဗီမိုင်းနုတို့တခြားကျွန်တော်တကယ်အသေးအတွက်ကိုကစားပေးနိုင်တဲ့ပလေယာတွေလူငယ်တွေကကျွန်တော်အသေးမှာအင်ဂျူရီပြဿနာနဲ့ရှိနေတဲ့အတွက်လာမယ့်နှစ်တွေမှာများဒီကောင်တွေပါဝင်လာဖို့ပဲကိုပဲကျွန်တော်ညွှန်မဲ့လို့ရမှာဝန်သက်စာတစ်ခုကတော့ဒီအာမက်ဒီယာလိုတို့ကိုဗီမိုင်းနုတို့ကအချိန်ကြီးကောင်းနေတယ်လို့ကျွန်တော်တွေးထားရတဲ့အတွက်မကြမီပြန်လာဖို့ကျွန်တော်ညွှန်လေးရမှာပေါ့ ဆိုတော့ဒါနေဗတက်နှစ်ယောက်ပေါ့ဗျာအထောင်ပါကတော့ဖိုင်လင်းကိုအနာပေးပြီးတော့ဇေကီဇီဘစ်ကျွန်တော်ပွေထုတ်လာစီချင်းနေဒါကကျွန်တော်အသေးအတွက်ကိုဒီနေ့ပွေးစဉ်ကအရေးကြီးပါတယ်ဆရာသမားတို့ရေအဝေးကွင်းဖြစ်တဲ့အတွက်အဝေးကွင်းမှာဝဲစီဖြစ်ဖြစ်တူးစီဖြစ်ဖြစ်တူးဝဲဖြစ်ဖြစ်ရှားလဲကောက်တစ်ခုကိုကျွန်တော်ရာယူနိုင်ခဲမှာအိမ်ကွင်းမှာကျွန်တော်တက်တုံတက်တန်နဲ့ကစားနိုင်လို့ရမှာဘာလို့ဆိုတော့လက်ရှိဒီလာရန်အသင်းကအဝေးကွင်းမှာလည်းအခြေအနေကောင်းတယ်လို့အိမ်ကွင်းမှာလည်းကောင်းမွန်တဲ့ပုံစံမှာရှိနေတဲ့အတွက်ကျွန်တော်ကတော့ ဘလိုပဲပြောပြောပါဗျာဘသူပဲပွတ်ထုတ်လာလားဘေကောင်ပဲအသိမှလူစင်းမှပါဝင်လာလားအမွေကတိုက်စစ်ပိုင်းမှာဖိုင်လန်ဖြစ်ဖြစ်ဇီကီစီဖြစ်ဖြစ်ပွတ်ထုတ်လာသည်ဖြစ်စေအနိုင်ရဖို့ကိုလိုတယ်အဒီနေရာမှာမကောင်းတဲ့ကစားသမားတွေကိုကျွန်တော်ခြံထားမှကိုရမှာဖိုင်လန်ဆိုရင်အဲ့ဒီတိုက်စစ်အထောင်မှာဆိုရင်ဘာမှကိုကျွန်တော်လုံနိုင်စရာမရှိတော့ဘူးအဲ့လိုမျိုးကျွန်တော်ပြောလို့ရတယ်ဇီကီစီဆိုရင်ဖန်တီးမှုနဲ့တဝူးချင်းကြော်ဖြတ်မှုတွေအလိန်ခောက်တယ်အစားသဖြင့်ပေါ့ဗျာ တကယ့်ကိုကောင်းလာတဲ့အနေထားရဆိုရင်ကောင်းတဲ့ကစားသမားတွေကိုကျွန်တော်ပထမပိုင်းမှာတခါတည်းအသုံးပြုလိုက်ရမှာပြီးမှပဲကိုရီအိုထရက်ပေါ်မှာအေးအဝေးကွင်းနိုင်ခဲ့လို့ရှိရင်တတုံတက်တာနဲ့ကျွန်တော်ကစားနိုင်မှာပေါ့ဗျာသူတို့ရွေးချယ်ခွင့်ကျွန်တော်မှတိတ်ပြီးတော့မရှိပါဘူးပြန်မလာနိုင်သေးတဲ့အင်ဂျူရီပြဿနာနဲ့နှစ်ပါးတော့နေတဲ့ကစားသမားတွေကလေးရှိနေတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့နောက်တန်းမှာဆိုရင်ဗီတာလင်ဒီတို့တို့ဘာလို့ရှိတယ်လူရှော့တို့ဘာလို့ရှိနေတဲ့အတွက်တကယ်လို့များပေါ့ဗျာကျွန်တော်အထင်ပြောလို့ရှိရင် လူရောကုန်များကျွန်တော်ဒီနေ့ပွေးစီမှာအသုံးပြုမလားပထမပိုင်း၄စင်ကမလေးတော့ဘာဖြစ်ဆိုတော့ပြီးခဲ့တဲ့ CD နဲ့ပွေးစီမှာဆိုရင်ဒီကစားသမားကဒုတိယပိုင်းမှာလူဆောင်ဝင်လာဖို့အတွက်လေ့ကျင့်နေပါတယ်ကိုင်းမေးမှာဆင်းနေတာရှိခဲ့တယ်ဆိုပေမဲ့လို့အသုံးမပြုခဲ့ဘူးကြည့်ရမှာပဲကျွန်တော်တို့အဓိကအပြင်ပေါ့ဗျာအကောင်းဆုံးလုံနိုင်စင်ရှိတဲ့ကစားသမားတွေနဲ့အကောင်းဆုံးဖြစ်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့အသင်းအတွက်ကတော့ယူပါလိမ့်မှာနောက်တစ်စစ်တက်ဖို့ကိုကျွန်တော်မျှော်မင်းလို့ရမှာ ဒါတော့ကျွန်တော်ဒီစီမီဖိုင်နေမှာတကယ်ကောင်းတဲ့အသင်းတွေရှိတယ်ပြီးလို့ချင်းဖိုင်နေမှာလည်းတကယ်ကောင်းတဲ့အသင်းတွေကျန်ခဲ့မှာဖြစ်တဲ့အတွက်အဲမိုရယ်တက်ကတော့ပါဗျာရှစ်ပွေးစဉ်တွေထက်ကိုဒီနေ့ပွေးစဉ်ကအမေကန်ဆုံးလုပြနိုင်ဖို့လိုတယ်မဟုတ်လို့ရှိရင်တော့ကျွန်တော်တို့အသင်းကတော့ပရီးမီးယားလိမ်းမှာလည်းအဆင်စသုံးမှာရှိနေတယ်ချန်ပီယံလိဂ်ကိုလည်းဝင်မှာမဟုတ်တလို့ယူရိုပါလိဂ်ကိုလည်းကျွန်တော်ဝင်ဖို့အချိန်တွေမှာရှိမနေဘူးအဆင်စသုံးလည်း ပွေးစဉ်တွေကတဖြည်းဖြည်းကျွန်တော်ပါလာပြီတဖြည်းဖြည်းတဖြည်းဖြည်းကျွန်တော်ပြီးဆုံးဖို့နင်းကက်လာပြီဒီလိုနေတာတစ်ခုမှကျွန်တော်အရာမက်ကလည်းဘလောက်မှမရှိဘူးအစင်ကလည်း73ဆိုတော့မင်းဒီချက်ပြဲလေးနဲ့ယူပါလေးကိုဝင်ဖို့မမဲရတော့ဘူးဆိုတော့သာသမားတို့ရဲ့ညီကတို့ဘလို့ထင်မြင်ချက်ရှိလေဒီနေ့ပွေးစဉ်ကအရေးကြီးတဲ့ပွေးစဉ်ဖြစ်တဲ့အတွက်အမွေကဘသူတွေကိုများထစ်သိမ်းပြီးတော့ပါဝင်ကစားလာမလဲလူကျော်တို့မှမြင်တွေ့လာမလားသူတို့မှပထမပိုင်းမှာဆိုရင်မေဆယ်မောက်တို့ကိုအသုံးပြုလာမလားဆိုတာ လာမဲကျွန်တော်တို့ဒီစတီးရဲနေ့မှာကြည့်ရမှာပေါ့ဗျာပွေးစီမတိုင်ခင် Emory အနေနဲ့ press group ပဲတတိယရှင်လင်းပွဲတွေလုပ်ဖို့ရှိတယ်ဆိုတော့အဲ့ဒီ press group ပဲတတိယရှင်လင်းပွဲလုပ်တဲ့နေတာတကူမှာ Emory ကဘေကစားသမားတွေကအင်ဂျူပြဿနာရှိနေလဲဘေကစားသမားတွေကပါဝင်လာမလို့ဆိုတော့ကျွန်တော်အနေနဲ့နောက်ထပ်ဗီဒီယိုနဲ့လုပ်ဖို့ရှိတဲ့အတွက်အဲ့ဒီဗီဒီယိုကိုလည်းညီကိုတို့စောင့်မျှော်ကြည့်ကြည့်ဖို့ကျွန်တော်တောင်းဆိုပါတယ်ဆိုတော့စာသမားတွေဒီနေ့ပွေးစီကတန်တားရေးခွေးပွေးစီဖြစ်တဲ့အတွက်ညီကိုတို့မေးပေးဆုံးစီရမလို့ပါဘူး ကျွန်တော်တို့ YouTube channel မှာပဲဖြစ်ဖြစ် Facebook page မှာပဲဖြစ်ဖြစ် TikTok account မှာပဲဖြစ်ဖြစ်ဖုန်းနံပါတ်တွေချန်တာပေးခဲ့ကျွန်တော်ဖုန်းဆက်ပြီးတော့ညီကိုတို့ဒူးတယောက်ကြီးတိုင်းကိုကျွန်တော်နှုတ်ပါမယ်။ဘာလို့လဲဆိုတော့ညီကိုတို့အေးရင်မပြောင်းတော့ပေါ့ဗျာ။ဆိုတော့ညီကိုတို့အမြင်လေးတွေဆွေးနွေးပေးခဲ့ကြအောင်ကြီးစုအားပေးတဲ့ညီကိုဒူးတယောက်ကြီးတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့အဲ့ဒီပွေးစဉ်ပြီးလို့ချင်းပွေးပွေးသုံးသချင်းဗီဒီယိုကိုလည်းတင်ပေးဖို့ရှိတဲ့အတွက်ပွေးပွေးသုံးသချင်းဗီဒီယိုမှာလည်းစောင့်မျှော်ကြည့်ကြည့်ပေးဖို့ထပ်မံပြီးတော့တောင်းဆိုပါရစေ။ United fan အစ်တတော်မိန်ဖန်မ Lion Squire နဲ့မလို့ရသည်ကျွန်တော်ရဲ့ channel လေးကို Lion Squire နဲ့ motivation column လေးကိုတည်တာပြီးတော့အတင်းနဲ့ပတ်သက်တဲ့သတင်းတွေကိုမလွယ်တဲ့ကြည့်ရှုအားပေးနိုင်ပါဒီကြောင့်ကျွန်တော်ပြောကြရင်လည်းဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းနဲ့ကမ္ဘာသူကမ္ဘာသားအပေါင်းတဘာဝဘင်းရီအပေါင်းမှာလင်းကြီးပြီးတော့အရာရာဆင်ပြေနိုင်ပါစေကြောင့်ကျွန်တော်ဆုမဲကောင်းတောင်းပေးနေအားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲ okay ပါ